တရေနေနာရေလို့တော့လည်းမဟုတ်ဘူးဒီကားတော့အဲဘယ်လိုပြောရမလဲဟာတလေးပါအဲပြိသက်တွေကြည့်ရင်တော့သိမှာပါဟုတ်ဟောဒီချင်းတုတ်တယ်မှာဘယ်မိမရှိမှာလဲကွာမင်းအမလေးလေးကျမရွှေရုပ်ရွှေရုပ်ရွှေရုပ်ယောက်ျားလေးတွေဆိုတော့သိတဲ့အတိုင်း skin care ပါညာလည်းတိတ်သုံးတာမဟုတ်ဟိုရွှေမောကအဲ့လိုသူ့အတူ skin care တွေပါသုံးလို့ရှင်ဘတ်ဘတ်ဘတ်ဆိုလာလုလိုက်တာပါအဲ့ဒါလေးကအဆင်ပြေတာပါဟုတ် ်ဘက်ဘက်ဘက်ကဖတ်တယ်နော်ဘက်ဘက်ဘက်ဖတ်တယ်အဲ့လိုကားကွက်တင်လာတော့မဟုတ်ပါဘူးကျွန်တော်ကအရင်ကတည်းကတီးတဲ့အချိန်မှာရှောက်ကနေတာပါ of life အဓိကတော့ဟာတာဟာတာလေးလည်းပါမယ် drama လေးလည်းပါတယ်ဆိုပြီးတော့အဲဒီကားလေးကိုရိုက်ကူးပြတာပါအဲဒီကားလေးကလည်းကျွန်တော်ကိုယ်တိုင်လည်းသဘောကျတဲ့ကားလေးပါပဲဗျဟုတ်တရေနေနာရေလို့တော့လည်းမဟုတ်ဘူးဒီကားကတော့ဘယ်လိုပြောရမလဲဟာတာလေးပါအဲပြိသက်တွေကြည့်ရင်တော့သိမှာပါဟုတ်အဲပထမဆုံးမဟုတ်ဒုတိယဒုတိယပေါ့ပထမကကြတော့ကျွန်တော်ရှေ့မှာဝက်ကဝက်မှာအဲဒီကောင်ကကျွန်တော်ရဲ့အမေနေရာနေပြီးတော့ ကျွန်တော်တို့တရုပ်ဆောင်လာသေးတယ်ဆိုတော့ဒီဒီကတော့ဒုတိယမြောက်ကားပေါ့ဟုတ်ဟာတာခတ်ခတ်တာပေါ့နော်ဟာတာဆိုတာ response အနေနဲ့အဲ့လိုမျိုးတွတ်တွတ်လပ်လပ်တရုပ်ဆောင်ရတာဆိုတော့ဒါပေမဲ့ဒီကားမှာကအရင်ဟိုဘယ်လိုပြောမလဲဟိုအခက်ခဲတော့ရှိတယ်ဆိုပေမဲ့ဒါပေမဲ့ဥခင်လာရင်တို့ကိုတွတ်လပ်တို့ဦးစော်တို့ပေါ့အားလုံးပေါ့ကိုတရားတို့နဲ့အားလုံးတန်တန်မင်လေးဆိုတော့ဟိုတရုပ်ဆောင်ရတာအဆင်ပြေတယ်ပေါ့ရှော့ရှော့ရှူပဲလုပ်နိုင်ခဲ့တာဟုတ်ကျွန်တော်အဲ့အတွက်ဆိုရင် drummer ကနည်းနည်းလေးပို့ပြီးတော့ခက်ခဲမယ်လို့ကျွန်တော်ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အပြင်မှာလည်းနည်းနည်းမျက်နှာပြောင်း brush နောက်နည်းနည်းပြောတတ်တော့ဟာသဆိုဥခင်လိုင်းတို့နဲ့ကိုသက်လက်တို့နဲ့ကိုတရားတို့နဲ့အလိုကူးပေါင်းလိုက်ရင်စီးမျောလိုက်ရင်ကျွန်တော်လိုက်နိုင်တယ်ပေါ့ drama ကတော့ကျွန်တော်တို့ခတ်တဲ့ထဲမှာလည်းပါပါတယ်ဟုတ်မိုင်းဆုနဲ့ဘလော့တော့အဓိကတော့အဲမိုင်းဆုနဲ့ကားကကျွန်တော်နည်းနည်းခဏနားပြီးတော့ပြန်ရိုက်တဲ့ကားလားမသိဘူးပြန်ရိုက်တဲ့ကားဆိုဥစော်ပါပဲအဲ့လိုလိုအပ်တဲ့အရာကိုအခုရိုက်ခဲ့ကားလိုင်းလည်းအဲ့လိုပါပဲဟိုကျွန်တော် item နဲတယ်ဆိုရင်သားရေး item နဲတယ်များတယ်ဆိုတော့သားရေးနဲ shot အလောက်မလို့အဲဆိုဥစော်ပါပဲအဲ့လိုသင်ပြပေးနေတယ်ပဲသေဆောင်ခဲ့တာဟုတ် အသင်ယူပါတယ်အဓိကတော့ဥခင်လာရင်လည်းကိုတွက်လက်ပေါ့နော်သူတို့နှစ်ယောက်ကအဲ့လို response နဲ့အရမ်းများနှစ်ယောက်ကအပေးယူလည်းအရမ်းညီများတယ်အရမ်းညီများဆိုတော့ကျွန်တော်လည်းလေးလာပြတဲ့ဥခင်လာရင်လည်းမေးပြတယ်မေးပြတယ်ဆိုတာဘာကြောင့်ဒီလိုမျိုးလုပ်နိုင်တာလဲဘာကြောင့်ဒီလိုမျိုးစကားတဖုံးပြောရင်ဥခင်လာရင်ရဲ့စက်ကထွက်သမျှတယ်ဟာတာဘာကြောင့်ဖြစ်နေရလဲဆိုတာမျိုးလို့မေးပြပါတယ်ကိုကိုတိုင်းလည်းအဲဘယ်လိုပြောမလဲလေးလာပြတယ်ပေါ့ဟုတ်ကဲ့ဗျဒီကုန်းနဲ့လားဒီကားမှာဒီကားမှာဆိုလဲဒီကုန်းနဲ့စုံစင်းလေးပါပါတယ်ဒါပေမဲ့ဒီကုန်းကိုလည်းအဲ့လို ပြောစွာလေးရှိတာပေါ့အဲဒါမဲ့ကရော့ကရော့လိုပဲပြောပြီးတီကုန်းနဲ့လည်းရိုက်ခဲ့ရတာပေါ့ဟုတ်ရက်ကညှိရတာတော့တီကုန်းနဲ့ကျွန်တော်ညှိစရာမလိုဟိုရိုက်ရိုက်ကူးတဲ့ကင်မရာဆရာတွေကတော့ညှိရတယ်တော်တော်လေးပြန်ပါလေခွေခွေရပါတယ်ခွေရပါတယ်တီကုန်းတီကုန်းနဲ့ကလည်းဘယ်လိုပြောရမလဲဟို ဝက်ကားမှာကလေးကဒီကုန်းထဲကလည်းခင်းနေပြီဆိုတော့အဲ့လိုအဆင်ပြေပြေပါပဲဗျဟုတ်အာသူ့ရဲ့အတိုင်းကျွန်တော်ကလည်းတရေကြောက်တဲ့ကောင်ဆိုတော့တုတ်တမရရရတော့ကိုယ်တည်းစိတ်ချောက်ချားစရာတော့ဖြစ်ခဲ့တယ်ဒါပေမဲ့ဟိုပြီးတော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်အုတ်ကူပေါ်မှာထိုင်ရတာလေအဲ့တော့လက်တွေပိုက်ချီကတော့အဲတောင်းပန်ပြီးတော့မှရခဲ့တာပေါ့ဟုတ်တယ်ဟုတ်တယ်ငယ်လေးတည်းဟာပေါ့အချောက်ခံမှုပါတယ်တရေချောက်ခံမှုပါတယ်တရေချောက်ခံမှု တရားချောက်ခံမှုပါတယ်တရားချောက်ခံမှုတာကလည်းအဲ့လိုဘယ်လိုမလဲခုနကျွန်တော်နေရင်အရင်တော့ဆိုရင်ကျွန်တော်နေမှာပွဲတွေသွားဆိုရတယ်ပွဲတွေသွားဆိုရတဲ့အခါကျတော့အဲတချို့နေဆိုမြို့ပေါ်ကနေပြီးတော့ကျွန်တော်ကား2နိုင်3နိုင်လောက်ဆက်သွားပြီးကား4နိုင်လောက်စီးဆက်သွားတဲ့မြို့တွေရှိတော့ဟိုဂျုံတော့ဂျုံမှုတယ်ပေါ့အဲ့ဒါတော့ကျေတော့မပြောပြတော့ပါဘူးအဲ့ဒါကြောင့်မလို့လည်းနည်းနည်းလေးလန့်နေပေါ့ဟုတ်ဟုတ်အဲ့လိုကားခွက်တင်တာတော့မဟုတ်ပါဘူးကျွန်တော်ကအရင်ကတည်းကတည်တဲ့အချိန်လျှောက်ကနေတာပါ သင်ချင်ပါတယ်ရန်လဲဝါသနာလဲပါတယ်သေချာလဲစီစနစ်တကြလဲကတတ်ချင်ပါတယ်ဒါပေမဲ့ဟိုအချင်းနေအကြောင်းအကြောင်းပေါ့ကျွန်တော်အရင်တော့လည်းမသိငဲ့ရအောင်အခုလည်းမသိပြစ်သေးဘူးဒါပေမဲ့အဲ့လိုဗီဒီယိုတွေပါတက်လာရင်တော့လေးလာဖြစ်တယ်အဲ့လိုကောက်ွက်ပုံစံချိုးကြလေးတွေပေါ့ဟုတ်အဓိကတော့နှစ်နှစ်ချက်ရှိရပါတော့အဓိကကကျွန်တော်ရဲ့အမျိုးသမီးကလည်းကျွန်တော် view site တယ်ကျွန်တော်ကိုယ်တိုင်လည်း view site တယ်ပြီးတော့နောက်ထပ်တစ်ခုလုံးဝမေ့ထားလို့မရတာဒေါက်တာ A ဒေါက်တာ A ကတော့ဒါကျွန်တော်ကိုလည်းပူချောလောင်လုပ်ပေးခဲ့တဲ့ တယောက်ပါပဲဟုတ်အဲ့လိုမျိုးတော့သတိတော်မထားမိပါဘူးညဆိုရင်တော့အိတ်ခန်နေယောက်ျားလေးတွေဆိုတာသိတဲ့အတိုင်းစကင်ကဲပါညာလည်းတိတ်သုံးတာမဟုတ်ဟိုရှင်မွားအဲ့လိုသူကသူစကင်ကဲတွေပါသုံးလို့ရှင်ဘတ်ဘတ်ဘတ်ဆိုလာလုတ်လိုက်တာပါအဲ့ဒါလေးကအဆင်ပြေတာပေါ့ဟုတ်ဘတ်ဘတ်ဘတ်ကအဖတ်တယ်နော်ဘတ်ဘတ်ဘတ်အဖတ်တယ်အဲတရေကြောထဲမှာကျွန်တော်ဒီအထက်လန်းဆရာရာကျော်အနေနဲ့ပါဝင်ထားပါဗါတယ်အဲ့တော့ကျွန်တော်ကျွန်တော်ကျွန်တော်ရွှေထုနဲ့အတူတူဒီတရေကြောထဲမှာပါဝင်တဲ့တရုပ်ဆောင်တွေအသိပညာရှင်အတတ်ပညာရှင်တွေအကုန်လုံးလည်းအကောင်းဆုံးပြောင်းကြိုးစားထားတဲ့အတွက် ဲဂျွန်လ6ရက်နေ့ကျရင်ဒီကားလေးတနိုင်ငံလုံးမှာပြသမှာဖြစ်လို့အဲလာရောက်ကြည့်ရှုပေးကြပါအောင်လို့ပြည်သက်ကြီးကိုဖိတ်ခေါ်ကြပါတယ်ကျွန်တော်ကြိုးစားထားပါတယ်ဟုတ်